်ငါပါမျိုးတို့ရေဒီရလေးကတော့နည်းနည်းနော်ရေစင်ဆိုပြီးတော့ကျွန်တော်ဟောပြတယ်နော်ပြက်သွားတာမင်းကြီးကပေးထားတာအဲ့တော့မင်းကြီးကမှကျွန်တော်တို့6 6လေးဆိုထိပ်ပေးတဲ့အခါမှာ6 6ဆိုပြီးတော့ထိပ်အနေနဲ့မှန်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ break ကလည်း shift break 3ည8ဆိုပြီးအောင်ခဲ့တယ်နော်အဲ့မှာကျွန်တော်တို့ဖောင်းဖြစ်သွားတာက2 4လေးကီတခါမှဖောင်းမဖြစ်ဘူးလေကီကဒီကဖောင်းဖြစ်သွားရပြန်နော်မနေ့ကကျွန်တော်ပေးထားတဲ့ထဲမှာဒီမှာဒီကောင်လေးတွေနော်တိချောင်းနဲ့နှစ်ခွန်ဆွဲဟာမှာတိချောင်းအောင်သွားပြီးနှစ်ခွန်တပြားကတော့ကျွန်တော်တို့ များသောအားဖြင့်တော့နှစ်ခုတပြားဒီကနေ့မှထွက်တာဗျာเนาะဒါပေမဲ့ဒီကနေ့မထွက်သွားတဲ့သူကမနေ့ဘင်္ဂါတိသူကနှစ်ရက်တွဲထွက်မှာဆိုတော့မနေ့ဘင်္ဂါတိပို့ပြီးတော့အကျုံးဝင်နေအဲ့တော့မနေ့ဘင်္ဂါကိုနှစ်ခုတပြားအထူးတည်ထားမှာဟာဖြစ်ပါတယ်ဗျာကဲအဲ့တော့နောက်တစ်ခါကျွန်တော်တို့နောက်တနေ့တော့ကျွန်တော်20လေးတွေပဲစလိုက်ကြအောင်ဗျာเนาะကျွန်တော်စကားရတယ်အများကြီးမပြောချင်တော့เนาะအဲ့တော့ကျွန်တော်ဘယ်ကစမလဲဆိုတော့16 46ကနေပဲစတွက်လိုက်မယ်เนาะဒီရက်

ငါးရဲ့ပါပါ၃ညငါ၃ညငါးရဲ့နှစ်ခါက၃ငါး၃ည၃ဆိုရဲကြီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရဲခါကြတော့2 6တဲ့မအောင်ပါဘူး3တဲ့3ငါးမှာတော့3ရော5ရောထိပြီးတော့ကျွန်တော်တို့အခွေအနေနဲ့အောင်သွားခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တော့တက်ပါမယ်ဟုတ်ကဲ့လေးခင် ခွန်ခွန်လေးခွန်ခိုးငါ၃နှစ်ခိုးငါ၃နှစ်ညာ3 6တိညာ3 6တိ6တိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါလေအဲ့ဒါတော့မဆိုရင်2နဲ့1နဲ့ပေါင်း3 3ရဲ့ပါဝါရှိ3ရဲ့နှစ်ခက်က5 3 8 5ဆိုတော့ကီ3တော့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့8 9 8 8 8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ် လေးတက်လေးတက်မှာတော့မအောင်မအောင်ပြနောက်တစ်ပြောတွက်ပါမယ်လေး2 6 8 2 6 8 2 6 3 4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 ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4နဲ့3နဲ့ပေါင်း9ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခက်က3ည2 9 3ညဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီ ဒီမှာထပ်မထွက်ကြည့်ရအောင်6တိ6တိတည်းမအောင်ပါဘူး6နှစ်6နှစ်တခြားနှစ်မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကိုနှစ်တိခွန်ကိုနှစ်တိခွန်ကို၈တိ၃ကို၈တိ၃နှစ်၃၆၃နှစ်၃၆၃ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်၃နဲ့၃နဲ့ပေါင်း 6 6 power 1 6နှစ်ခက်က9 619ဆိုတော့ကြီးသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ခွန်9တဲ့မအောင်ပါဘူး36တဲ့36မှာတော့6တုံးထိပြီးအောင်မြင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျအဲနောက်တစ်ပြန်တွက်ပါမယ်36 3968 34 395 34 395 3395 ုံး၃ညဆိုပြီးဒီလိုမျိုးထွက်ပြီးတော့ဒီညနေပိုင်းမှာမထွက်ခဲ့ပါအောင်ဗျနော်အဲ့တော့ကျွန်တော်ညနေပိုင်းမထွက်တဲ့အတွက်ဒီတလုံးကိုပဲကျွန်တော်တို့အမာယူပြီးကစားပါမယ်ငါးငါးရဲ့ပါဝါ၃ငါးရဲ့နှခတ်က၃ငါးရဲ့ပါဝါ၃ညငါးရဲ့နှခတ်က၃ငါး၃ည၃ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲဆိုရခါကြတော့၄၃ည၄၃ညမှာ၃ည၃လုံးထိသလို၉၃ညမှာလည်း၃ည၃လုံးထိပြီးညောင်းမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်မျိုးတက်ပါမယ်339 21 3392 6092 6092 2314 2314ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်2နဲ့4နဲ့ပေါင်း6 6ရက်ခက်က6 6ရက်ပါဝါ1 6 9 1ဆိုတဲ့ကီးစုံလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့65 65တဲ့65မှာ6တုံးထိပြီးအောင်ခဲ့ပါတယ်ဒီ တိချောက်တိချောက်မှာလဲတိကော6ကောထိပြီးညာအမနဲ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြင်တော့တွက်ပါမယ်ရှစ်တကိုလေးရှစ်တကိုလေးတရှိရှိလေးတရှိရှိလေးရှင်ငါးငါးနှစ်ရှင်ငါးငါးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါတွက်မယ်ဆိုရင်၄နဲ့2နဲ့ပေါင်း6 6ရဲ့ပေါင်း 6ရဲ့နှခက်ကကို6ရဲ့ပါဝါတိ69တိဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ အဲ့တော့ကျွန်တော်တို့ဒီနေရာမှာเนาะယူထားတာတွေကျွန်တော်ပထမတည်းမပါဝါဒီကောင်ကဒီကောင်ကပါဝါနဲ့စာယူပြီးတော့နှက်ခတ်သွားရနော်အတူတူပဲเนาะဒါတည်းကကျွန်တော်အမှန်မှ6 6ရဲ့ပါဝါ1 6ရဲ့နှက်ခတ်ကကိုဒီလိုသွားရမှာเนาะ6ရဲ့ပါဝါ1 6ရဲ့နှက်ခတ်ကကိုကျွန်တော်ဒီမှာ6ရဲ့နှက်ခတ်ကအရင်ယူပြီးတော့ထားတယ်เนาะအဲ့ဒါအတူတူပဲเนาะပေါ်နဲ့တွေ့ကြမားနေလို့ဝင်ထောက်မှာဆိုလို့ပြောပြအဲ့အဲ့တော့ရှင်ကရှိရှိ6နှစ်ရှိရှိတဲ့ရှိရှိမှာကျွန်တော်တို့မအောင်ခဲ့ပါဘူး6နှစ်တဲ့6နှစ်မှာတော့6တလုံးထိပ်ပြီးတော့ ထောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်ဒီ3 3 3 3ဒီ3 3 3 3တင်း986တင်း986 6953 6953ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့3နဲ့ပေါင်း9ရဲ့ပါပါ4 9ရဲ့နှစ်ခက်က6ဒီလိုသွားရမှာเนาะကျွန်တော်ဟိုမှာအရှိယူလာအတူတူပဲเนาะကျွန်တော် န်ပါဝါယင်ခေါ်ပြီးမှကျွန်တော်နောက်နောက်မှနှက်ခတ်ခေါ်ရတဲ့ဒီမှာကြတော့ကျွန်တော်နှက်ခတ်ယင်ခေါ်ထားပြီးတော့နော်မမှောင်နော်အတူတူပဲအဲ့တော့6ဒီကိုလေး6ဆိုတဲ့ကီးတုံးတော့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့အခါကျတော့65တဲ့65မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်တင်ငါတဲ့တင်ငါမှာတော့ကျွန်တော်တို့မအောင်ပါအောင်ပြနော်ခဲရတာဆိုရင်အဒီလိုစတိုက်မှန်ထားတဲ့ကီးလေးကိုကျွန်တော်တို့တောက်ကြနေအတွက်ထပ်ထုတ်ကြည့်တိုင်းမယ်5 6 5 4 င်း56ခွန်လေးတခွန်ခွန်လေး3866 3866ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်4နဲ့6နဲ့ပေါင်း3ည3ညပါဝါ9 3ညနှစ်ခက်ကခွန်3ည9ခွန်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲကောင်းပြီအဲ့ဒါဆိုကျွန်တော်တို့ကီးထိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်မနေ့ဖက်ကအတွက်ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့ လေးနှစ်ခွန်ဖြစ်ပါတယ်တဲ့လေးနှစ်ခွန်ခုနကီယိုယိုကတုံညာငါခွန်နဲ့เนาะအဲ့တော့ခွန်ခွန်တိုက်ပြီးခွန်ကဘိုင်းနေနဲ့ပဲကစားမလားတော့မသိဘောเนาะဘရိတ်ကကျွန်တော်တို့ပါလဲဆိုရင်၄6ကိုတစ်ပါတဲ့เนาะအဲ့တော့၄6ဒီ main ဘရိတ်တဲ့เนาะအဲ့တော့ဒီ၃ပွင့်ဆိုင်က ုံးမင်းတို့ဆိုင်ပြီးထွက်မလားမထွက်မလားတော့ကျွန်တော်လည်းအတမ်းမပြောနိုင်ဘူးเนาะကျွန်တော်ထွက်နည်းတွေမှာတော့တခါကြီးဆိုင်ထွက်တယ်တခါကြီးတစ်ခုကြီးတစ်ခုကြီးဆွဲသွားတယ်เนาะအဲ့တော့ကျွန်တော်အမြဲတမ်းလည်းပြောတယ်မိမိချိန်နှစ်တယောက်ယူကစားလို့ကျွန်တော်ပြောထားတာရှိရနော်အဲ့တော့ကျွန်တော်တို့ကျွန်တော်အပေါ်အောက်ပဲကတ်လိုက်မယ်ဗျနော်အပေါ်အောက်ပဲကတ်မယ်၄၃၅၄၅၄ခွန်း နေတုံညနေငါနေခွန်ခွန်တုံညခွန်ငါခွန်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရှိပါတယ်အဲ့မှာကျွန်တော်တို့လေးခွန်ကတော့ကျွန်တော်ထော်ပြစားဖြစ်တဲ့အတွက်ပယ်လိုက်မယ်ပေါ့နော်လေးခွန်ဒါတော့အမျိုးတော့မကြိုက်လူကြိုက်ရင်လည်းထည့်ထိုးနော်အဲ့တော့ကျွန်တော်ဒီမှာ main brake နဲ့ပတ်သက်တာကြည့်ရင်၄ brake နဲ့ဒီ၄ brake ဒီနှစ်ခုပဲရှိတယ်နော်အဲ့တော့ဒီအပူကတော့ကျွန်တော်မကြိုက်ဘူး အဲ့ဒါ40ဆိုတော့တပေါက်တည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကထပ်ပြီးသတိထားမှာဗာရှိတယ်ဆိုတော့2ခွန်တပြားကျွန်တော်တို့မနေ့ကမစင်းသေးဘူးเนาะ2ခွန်တပြားနဲ့မစင်းသေးတော့ဒီ2နဲ့ခွန်နဲ့ထိထားတဲ့ကောင်းတွေကဒီဒီ1ကွက်2ကွက်3ကွက်4ကွက်5ကွက်ရှိတယ်အဲ့မှာကျွန်တော်တို့5ကွက်မှာပြန်ကြည့်မယ်ဆိုရင်ဗာရှိတယ်ဆိုရင်3ညထိလို့เนาะမနေ့ပိုင်း3ညထိထွက်3ညထိထွက်ခဲ့ရင်3ညထွက်ခဲ့ရင်ပေါ့เนาะမနေ့ပိုင်းမှာ3ညသလုံးပါခဲ့ရင်185 3ညခွန်185 3ညခွန်ဆိုတော့အခွေအား ၃ရက်အတွင်းလာနိုင်ပါတယ်ဆိုတော့ဒီအခွင့်နဲ့ကိုက်ညီတာဒီကောင်တွေသွားကိုက်ညီနေနော်တော်တော်သွားကိုက်ညီနေအဲ့တော့ဒီကောင်တွေကကျွန်တော်တို့ပယ်မယ်ဆိုရင်လည်းပယ်လို့အဆင်မပြေဘူးနော်ဘာမပယ်ရဲဘူးပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်မနေ့ကကျွန်တော်တို့ပြန်ကြည့်တဲ့အထက်မှာမနေ့ကဆိုရင် ိုနှစ်ခွန်တပြားဆိုတာเนาะမနေ့ကထဲမှာကျွန်တော်နှစ်ခွန်တပြားဆိုတာရှိထားတဲ့အတွက်ဒီကောင်းလေးကလည်းကျွန်တော်မပယ်တော့မပယ်တင်ဘူးအဲ့တော့အကြိုက်ဆုံးအနေနဲ့တင်ထိုးရင်တော့40ကိုတင်ထိုးပြီးကျန်တာလေးရောရံပြီးထိုးပါထိုးစေချင်ပါတယ်เนาะကျွန်တော်ကတော့ထိုးမှာပါအမျိုးတို့လည်းကြိုက်တွင်ထိုးပါကျွန်တော်ကဒါတော့အကြံဉာဏ်ပေးခြင်းပါပဲเนาะအများနဲ့လည်းကျွန်တော်ပြောတယ်အကြံဉာဏ်ပေးခြင်းပဲဖြစ်တယ်ကျွန်တော်ဒီ ကနန်းထုတ်ပြီးရောင်းစားသူတယောက်လည်းမဟုတ်ဘူးကနန်းထုတ်ထုတ်ရောင်းစားလို့မှမှန်နေတယ်ကနန်းထုတ်ရောင်းစားလို့ရကနန်းမှာအကူရဲဆိုတော့တွားရောက်ကြည့်ရှုနိုင်ပါတယ်เนาะကျွန်တော်ရှိမှာတော့ဒီဟာလေးပဲပုံမှန်ပါပဲကျွန်တော်မနေ့ဟိုမနေ့မှငါပိတ်ရမှာတော့အားခဲ့ရင်ပေါ့เนาะကျွန်တော်ဟိုဟိုဒါပတ်ဒီ20လေးတကူကိုကျွန်တော်တင်ပေးမယ်ဗျာเนาะမအားခဲ့ရင်တော့လေကျွန်တော်တို့မပြောတတ်ဘူးမင်းတို့ကလည်းကျွန်တော်သိစာလေးတော့ရှိတယ်ဗျာเนาะကဲအဲ့တော့ဒီကနေ့တော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတည်ရင် နောက်ဆုံးပဲအေးနဲ့လွယ်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပြီးဒီဗီဒီယိုဖိုင်လေးကိုဒီမာရီမဲအဆုံးတက်လိုက်ပါရစေဗျာ